ီနေ့မှာတော့စိတ်ဝင်စားစရာကောင်းတဲ့ဂိမ်းတစ်ခုအကြောင်းနဲ့ဒီဂိမ်းကိုဖန်တီးခဲ့တဲ့ထူးခြားတဲ့လူငယ်တူအကြောင်းကိုပြောပြပေးမှာဖြစ်ပါတယ်။အဲ့ဒါကတော့ Sprangi ပါပဲ။ Sprangi ဆိုတာဂိမ်းတစ်ခုတည်းမဟုတ်ဘဲကိုယ်ပိုင်ဂီတတွေကိုဖန်တီးနိုင်တဲ့ platform တစ်ခုလည်းဖြစ်ပါလေ။ဒါပြင်ဒီဂိမ်းကိုဖန်တီးခဲ့တဲ့လူငယ်လေးရဲ့အကြောင်းကလည်းတော်တော်လေးစိတ်ဝင်စားဖို့ကောင်းပါလေ စပရင်ဂီဟာအဓိကအားဖြင့်ရတန်ကိန်းမျိုးစားဖြစ်ပြီးဒိဋ္ဌဖန်နှိမ့်မှုကိုအသာပေးထားပါတယ်။ဒီကိန်းထဲမှာထူးခြားတဲ့စမ်းကြဲတဲ့ဇက်ကောင်လေးတွေအများကြီးရှိပါတယ်။ဒီဇက်ကောင်လေးတွေတကောင်ချင်းစီမှာသူ့ရဲ့ကိုပိုင်တန်ကိုပိုင်သေးသွားတဲ့ဒုတိယတန်ဆင်းတွေပါဝင်ပါတယ်။ကျွန်တော်တို့ကစားသမားတွေလောက်ရမှာကဒီဇက်ကောင်လေးတွေကိုစူးစောင်းပြီးသူတို့ရဲ့အတန်တွေကိုပေါင်းဆက်ပြီးတော့ကိုပိုင်သချင်းစည်းချက်တွေ၊ဘီတွေတန်ဆင်းတွေကိုဖန်တီးရတာပါပဲ။ဥပမာအားဖြင့်တချို့စပရန်ဂီဇက်ကောင်လေးတွေက grand အတန်ထက်မဲ့ တချို့ကပြီးတန်ထွက်မယ်တချို့ကျတော့မယ်လိုဒီကိုဖန်တီးပေးပါတယ်တချို့ကတော့ထူးခြားတဲ့အဖက်တွေပေးပါလိမ့်မယ်ဒီအတန်တွေကိုအလက်ကျဖွင့်ပြီးကိုယ်စိတ်ကြိုက်ရောဆက်လိုက်တာနဲ့တချင်းတစ်ပုတ်ဖြစ်လာမှာပါဒီကိန်းကကလေးတွေအတွက်ရိုးရှင်းတဲ့ Sprangy Bucket Friendly လို့ဗာရှင်းတွေလည်းရှိတာကြောင့်အသက်ငယ်တဲ့ကစားသမားတွေပါရွယ်ရွယ်ပူပူစော်ကစားနိုင်ပါလေ ဒီလိုမျိုးထူးခြားတဲ့ဂိမ်းတစ်ခုကိုဘယ်သူကမှဖန်တီးခဲ့တာလဲလို့စိတ်ဝင်စားမိမှာပါစပရင်ကြီးရဲ့ဖန်တီးရှင်ကတော့ငန်ကိုဗီယက်ဖလော့လို့ခေါ်တဲ့အသက်15နှစ်အရွယ်လူငယ်လေးတူပဲဖြစ်ပါတယ်ဒီချက်ကစပရင်ကြီးကိုပိုးပြီးစိတ်ဝင်စားဖို့ကောင်းစေပါတယ်အသက်ငယ်ငယ်နဲ့ဒီလိုမျိုးဗီတာဖန်တီးမှုဂိမ်းတစ်ခုကိုကိုယ်တိုင်ဖန်တီးနိုင်ခဲ့တယ်ဆိုတာအမှန်ကန်ပါပဲငန်ကိုဗီယက်ဖလော့ဟာဂီတကိုဝါသနာပါသူတူဖြစ်ပုံရပါတယ်သူ့ရဲ့ဂီတဖန်တီးမှုက incredible လို့ big bossing game တွေကလည်းစိတ်ကူးစိတ်တန်ရရှိခဲ့တယ်လို့လည်းတုံ့ပြန်မိပါတယ်။ incredible ကလည်းနှကန်းနဲ့ပါဇက်တန်တွေကိုဂီတဖန်နေရတဲ့ game တစ်ခုဖြစ်ပါတယ်။သူကဒီလိုဂီတဖန်နေမှု game တွေကိုစက်ဝင်စားပြီးတော့သူ့ရဲ့ကိုယ်ပိုင်ထူးခြားတဲ့ဇက်ကောင်တွေထူးခြားတဲ့အတန်တွေနဲ့ပေါင်းဆက်ပြီး sprinkle ကိုမွေးထုတ်ပေးခဲ့တာဖြစ်ပါတယ်။ဒီလိုလူငယ်လေးတဦးရဲ့တီချွင်ဖန်နေနိုင်မှုစွမ်းအားဟာဒီတဲ့ကိုချီးကျူးစရာကောင်းပါတယ်။ဒါဟာကျွန်တော်တို့ကလေးတွေလူငယ်တွေရဲ့ဖန်နေနိုင်စွမ်းကိုပုံပုံမြင့်တင်ပေးသင့်တယ်ဆိုတာကိုပြသနေတဲ့ တာတကားတစ်ခုလည်းဖြစ်ပါလေ။ဒီခင်းရဲ့နောက်ွယ်မှာကိုပြီးစွန့်ဝင်စားဖို့ကောင်းတဲ့အချက်လက်လေးတွေလည်းရှိနေပါသေးတယ်။အဲ့ဒါကတော့စပရန်ကီရဲ့ဇာတ်ကောင်ဒီဇိုင်းတွေနဲ့အတန်းတွေဟာတစ်ခါတလေထိတ်လန့်စရာကောင်းပြီးထူးဆန်းတဲ့အသင်ပြင်တွေနဲ့ပတ်ဝန်းနေတာဖြစ်ပါတယ်။ဒါကြောင့်တချို့ကစားသမားတွေကမှစပရန်ကီဟာရိုးရိုးဂိမ်းတစ်ခုထက်ပိုပြီးနည်းနည်းတဲ့တနည်းအားဖြင့် creepy ဖြစ်တဲ့အစိပ်ပိုင်းတွေပတ်ဝန်းနေတယ်လို့ပြောဆိုကြပါတယ်။ဒါပြင် online က mystery box တွေမှာလည်း စပရင်ဂီနာမည်နဲ့ကစားစရာရုပ်လေးပဲပေါ်ထွက်လာတာဟာဒိန်ရဲ့ရေပန်းစားမှုကိုပြသနေပါတယ်ဒီလိုထူးခြားတဲ့ဒီဇိုင်းလေးနဲ့ဒိန်ရဝတ်ထားတဲ့စိတ်ပန်းလေးတွေဟာစပရင်ဂီကိုပိုပြီးဆွဲဆောင်မှုရှိစေပြီးပရိသတ်ကြားမှာစိတ်ဝင်စားပြောဆိုစရာဖြစ်နေသေးပါပဲဒီတော့စပရင်ဂီကိုဘာကြောင့်စံကစားကြည့်တယ်လဲပထမဆုံးအနေနဲ့ဒါဟာရုပ်ရှင်နဲ့ဂိမ်းတစ်ခုတည်းမဟုတ်ပဲကိုယ့်ရဲ့ဖန်တီးနိုင်စွာကိုမြင့်တင်ပေးနိုင်တဲ့ပလက်ဖောင်းတစ်ခုလည်းဖြစ်ပါတယ်ကိုယ်ပိုင်သချင်းတွေကိုစိတ်ကြိုက်ဖန်တီးရင်ဒီတာအတွက်ကြောင့်တစ်တွေကိုရရှိစေမှာပါ လေးတွေအတွက်ဆိုရင်လည်းတိကျတာပေါ်စိတ်ဝင်စားမှုနဲ့တိကျညီညီတွဲခေါ်နိုင်စွမ်းကိုမြင့်တင်ပေးနိုင်ပါတယ်။ထူးခြားတဲ့ဇက်ကောင်လေးတို့ရဲ့ပုံစံသူတို့ရဲ့အတန်တွေကလည်းကြော်စရာကောင်းပြီးစမ်းသစ်ပါတယ်။တစ်ခါတရံမှခဲလန့်စရာအစိပ်ပိုင်းလေးတွေစိတ်ကူးရင်စမ်းတဲ့ဇလန်းလေးတွေပါဝင်တာကလည်းဂိတ်ကိုပိုးပြီးဆွဲဆောင်မှုရှိစေပါတယ်။ဒါဆိုရင်တော့ Sprangi Game အကြောင်းနဲ့သူ့ရဲ့ Foundation လူငယ်လေးညံကို BF Flow အကြောင်းကိုသိရှိနားလည်သွားပြီလို့ထင်ပါတယ်။ဒီလိုဖန်တင်မှုအစ်စ်တွေနဲ့ပြည့်နှက်နေတဲ့ Game တွေဟာ ကျွန်တော်တို့ရဲ့ဖြောပြေးရေးကဏ္ဍကိုပိုပြီးဆက်လုပ်ရှားစရာကောင်းစေမှာအမှန်ပါပဲကြည့်ရှုပေးတဲ့ပရိသတ်တို့ချင်းစီကိုကျေးဇူးတင်ရှိပါတယ်နောက်ထပ်ဗီဒီယိုမှာပြန်ဆောင်တွေ့ကြပါမယ် I wanna be next to you